အဲအားလုံးပဲမင်္ဂလာပါကျူးစွပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အတူတူ rich dad အတွေ့အခေါ်အကြောင်းကိုလေ့လာကြည့်ကြရအောင်ဒါလေပိုက်ဆိုင်တဲ့ပတ်သက်ပြီးကျွန်တော်တို့အမြဲတွေးနေကြပုံစံတွေကိုလုံးဝစင်ခေါ်ပေးမယ်အတွေ့အခေါ်ဗျာဆိုတော့တမယုတ်ချက်အမြဲတွေကိုခဏပေးဖယ်ထားပြီးဒီစီဝင်စားစရာကဘာတွေကိုအတူတူခုံဝင်ကြည့်လိုက်ကြစို့ဒီစကားတော်တော်လေးကိုရဲတင်းတယ်နော်ကျွန်တော်တို့အမြဲကြားနေရတဲ့ခြွေတာပါစုပါဆိုတဲ့စကားတွေကိုတဲ့တဲ့ကြီးကိုစင်ခေါ်လိုက်တာအတဲ့ပဲကရှင်းရှင်းလေး Ferrari တရှိလို့ချင်းလား ရတယ်။ဒါပေမဲ့ကိုလာဇာတဲ့ကနေတိုင်းပြည်ဖဲမတုံးနဲ့ရင်းဆုံးအဲ့ဒီ Ferrari ကိုဝယ်ပြီးနိုင်မဲ့ asset တစ်ခုပိုင်ဆိုင်မှုတစ်ခုကိုအရင်ရှာအရင်ဒီ sock အဲ့ဒီ asset ကနေပိုက်ဆံတွေဝင်လာပြီးဆိုမှအဲ့ဒီပိုက်ဆံနဲ့ကိုလိုချင်တာကိုသွားဝယ်အဲ့လိုတွေးခေါ်မျိုးဗျာ။ဆိုတော့ဒီအတွဲခေါ်တစ်ခုလုံးရဲ့အရင်မြက်ကဘယ်ကလာလဲဆိုတော့စင်းနေတဲ့ဖေးနဲ့ချမ်းသာတဲ့ဖေးဆိုတဲ့လူနှစ်ယောက်ရဲ့လုံးဝကွဲပြားချမ်းသာတဲ့စင်နေစေထားကနေလာတာပဲ။စင်းနေတဲ့ဖေးကဘာကိုအဓိကထားလဲ။လုံကြုံတဲ့အလို့ တီငင်နဲ့လားစာဒါတွေကိုပဲကြည့်တယ်ချမ်းသာတယ်အပြည့်ကျတော့အဲ့လိုမဟုတ်ဘူးသူကပိတ်ဆံအတွက်အလုပ်လုပ်နေရတာထက်သူ့အတွက်ပိတ်ဆံပြန်ရှာပေးမယ်အဆက်တွေပိန်ဆိုင်မှုတွေတိဆောက်ဖို့ကိုပဲအများအားဦးစားပေးတယ်ဟုတ်ပြီဒါဆိုရင်ဒီအတွေးခေါ်နှစ်ခုကဘလောက်กว่าလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်သွားစေမယ်အဓိက framework တစ်ခုကြောင်းပြောပြမယ်ဒါကိုလေငွေကြေးလောကရဲ့မြေပုံဆိုပြီးတောင်တင်စားကြတယ်ကဲဒီမြေပုံမှာအကွက်၄ခွဲရှိတယ်ဒါပဲချမ်းကုန်ရင်ကြောင်း E ဆိုတာလား employee ဝန်ထမ်းပေါ့ S ကကြတော့ self employee ဒါမှမဟုတ်ကိုယ်ပိုင်လုပ်ငန်းလေးတွေလုပ်တဲ့သူတွေဟုတ်ပြီညာဘက်ချမ်းကိုကြည့်လိုက်ရင် B big business ဝန်ထမ်း900အထက်ရှိတဲ့လုပ်ငန်းကြီးတွေပိုင်ရှင်တွေပေါ့နောက်ဆုံး I ကတော့ investor ဆိုလိုတာကကိုယ်ပိုင်ဆိုင်ကိုပဲကိုယ့်အတွက်ပြန်လုပ်လုပ်ခိုင်းတဲ့ကျွမ်းကျင်ရင်းနှီးမြှုပ်နှံသူတွေကျွန်တော်တို့အားလုံးရဲ့ဝန်ခွဲကဒီလေးနေရာတွေကပဏိယာယာကနေပဲလာနေတာပါဒီမှာအကြီးမားဆုံး꽈ချချက်ကပါလေဆိုတော့ဘယ်ဘက်ချမ်းက E နဲ့ S တွေက ပိတ်ဆံအတွက်အလုပ်လုပ်နေကြတာသူတို့ကိုယ်တိုင်ကစနစ်တစ်ခုရဲ့အစိပိုင်ပဲဒါကစင်းရတဲ့ဖေးရဲ့လမ်းစဲပေါ့နော်ညာဘက်ခြမ်းက B နဲ့ I တွေကကြတော့အဲ့လိုမဟုတ်ဘူးသူတို့ကသူတို့အတွက်အလုပ်လုပ်ပေးမဲ့စနစ်တွေကိုပိုင်ဆိုင်ထားတာသူတို့ကတခြားလူတွေရဲ့ပိုက်ဆံတခြားလူတွေရဲ့အချင်းတခြားလူတွေရဲ့လောအားကိုအသုံးချပြီးတော့မှချမ်းသာမှုကိုတိဆောက်သွားကြတာ Okay ဒါဆိုရင်ဒီအတွေ့အခေါ်တစ်ခုလုံးရဲ့အတန်းလုံးဖတ်တဲ့အပိုင်းကိုရောက်လာပြီတကယ်ပိုက်ဆံရမှုဆိုတာဘာလဲ ်ဒရိုင်ဝါချမ်းသာမှုရဲ့အဓိကအင်ဂျင်ဆက်ကဒါပဲတခုခုက asset လား liability လားဆိုတာကိုခွဲခြားပေးတယ်တခုတည်းတော့ရာအဲ့ဒါက cash flow ပဲငွေသားစီးဆက်မှုပေါ့အရင်အရင်ကိုရှင်းတယ်ပိုက်ဆံကကိုယ့်အကြက်ထဲကိုစီးဝင်နေလားဒါမှမဟုတ်ကိုယ့်အကြက်ထဲကနေအပြင်ကိုစီးထွက်နေလားအဲ့ဒီလာရပေါ်မှာပဲအကုန်မူတည်တယ်ဒီမှာလူတို့တော့များများမားတတ်တဲ့မဲခွန်းတခုရှိရဲ့အိမ်တလုံးကဖိုင်ဆိုင်မှုတခုလားอืมကိုနေတဲ့အိမ်ကိုပြောတာနော်ဒီ rich debt framework အရာ အဖြေကဖြစ်ဖြစ်မလဲဆလားမပြောခင်ခဏလောက်ကိုဘာတာကိုအရင်လွန်စင်စားချိပါအောင်ကဲအဖြေကဒီမှာရှင်းရှင်းလေးပဲအဒီပဲဖွင့်ဆိုချက်နှစ်ခုတည်းပဲရှိတယ်နံပါတ်1 asset ပိုင်ဆိုင်မှုဆိုတာကိုယ့်အိတ်ကထဲကိုပိတ်ဆံထည့်ပေးတယ်နံပါတ်2 liability ကျွေးမိဆိုတာက ကိုယ့်အိတ်ကထဲကနေပိတ်ဆံကိုပြန်နိုင်ထုတ်သွားတယ်ဒါပဲငွေစည်းကြောင်းကအဝင်လားအထွက်လားအဲ့ဒါတခုပဲအရေးကြီးတယ်အဲ့ဒီတော့ ဒီအသေးပင်ဖွင့်ဆိုခြင်းနဲ့တိုက်ကြည့်လိုက်ရင်လူတွေရဲ့အများစုဒါ၅ရက်ပိုင်ဆိုင်မှုပဲလို့ထင်နေတဲ့အရာတရုံများများကတကယ်တော့ကျွေးမိတွေဖြစ်နေတာကိုတွေ့ရလိမ့်မယ်။ဥပမာနော်ကိုနေတဲ့အိမ်လက်ဆင့်ဘန်းကိုအရိကြပိုက်ဆံပြန်တွင်းနေရတယ်မဟုတ်လား။ဒါဆိုပိုက်ဆံကအိတ်ကတ်ထက်ကနေအပြင်ကိုစီးထွက်နေတာ။ဒါဆိုအဲ့ဒါ liability ပဲ။ကိုစီးရကလက်ဆင့်အရိကြပေးရလာလဲအတူတူပဲ။ပိုက်ဆံကထွက်နေတာ။ဆိုတော့ဒီအရာလေးအားလုံးဟာကိုစီကပိုက်ဆံကိုစုပ်ယူနေတဲ့ကျွေးမိတွေပဲဖြစ်နေတော့ ဲနောက်ထပ်အရန်ရေးကြီးတဲ့အပိုင်းတစ်ခုကိုတွားရအောင်အခွန်ကိစ္စဘာလို့လဲဆိုတော့အစိုးရရဲ့ဘန်ဒါရေးစနစ်နဲ့အခွန်ဥပဒေတွေကခုနကဖြိုတဲ့၄000 quad အဲ့ဒီ quadrant တစ်ခုချင်းစီပေါ်မှာတက်ရောက်ပုံချင်းလုံးဝမတူလို့ပဲဒီမှာကြည့်လိုက်အခွန်ဘလော့ကွာသွားလဲဆိုတာရှင်းရှင်းလင်းလင်းမြင်ရလိမ့်မယ်ဝန်ထမ်းတယောက် E ကသူ့ဝင်ငွေရဲ့60ရာခိုင်နှုန်းလောက်ကိုအခွန်ဆောင်ရတယ်ဒါပေမဲ့ကိုပိုင်လုပ်ငန်းငယ်ရှင် S ကအများဆုံးပဲ 60ရာခိုင်နှုန်းချီတောင်ပေးရနိုင်တယ်။အော့ဆီကကောင်းတာကပါလေတီလာ။လုပ်ငန်းကြီးပိုက်ရှင်ဘီတွေက20ရာခိုင်နှုန်းလောက်ပဲပေးဆောင်ရတာ။အားလုံးထဲမှာအထူးခြားဆုံးကတော့ investor တွေပဲ။တကယ်ကျွမ်းကျင်ရင်းနှီးမြှုပ်နှံသူတွေကလည်းဥပဒေနဲ့အညီပဲနော်။အခွန်ကို0%သူညရာခိုင်နှုန်းဖြစ်တဲ့အထိတောင်လုံချလို့ရတယ်။နီလန်းနေရှိတယ်။ဒါကဟိုဘက် quadrant ရဲ့ညာဘက်ချမှာနေနိုင်ခြင်းရဲ့ အကြီးမားဆုံးအချိုးကျစုတွေကတခုပဲအဲ့ဒါဘာလို့အဲ့လိုဖြစ်နေရတာလဲအကြောင်းရင်းရှိတယ်အစိုးရအေကနိုင်ငံစီးပွားရေးကအချိုးရှိတဲ့အလုပ်တွေကိုလုပ်တဲ့သူတွေကိုမလုံပေးချင်လို့ပဲဥပမာအလုပ်အကိုက်တွေညားရေးဖန်တီးပေးတာမျိုးလူတွေနေဖို့အင်အားတွေစောက်ပေးတာမျိုး R&D လုပ်ခေါ်ရတဲ့သူတေသနာနဲ့ဖွံ့ဖြိုးရေးတွေလုပ်တာမျိုးအဲ့လိုအလုပ်တွေလုပ်ရင်အခွန်တက်တာကိုဆိုတဲ့မလုံးတီပေးထားတာဆိုတော့ဒါက children dot message ချမှတ်ထားတဲ့စီမံမဟုတ်ဘူးတိုင်းပြည်အတွက်အကျိုးရှိအောင်တမင်ရည်ရွယ်ပြီးတိဆောက်ထားတဲ့စနစ်တစ်ခု ဟုတ်ပြီဒါဆိုရင်ဒီအချက်လက်တွေအားလုံးကိုခြုံကြည့်လိုက်ရင် quarter ရဲ့ဘယ်ဘက်ခြမ်းကနေညာဘက်ခြမ်းကိုကူးဖို့ဘလို့ပညာရေးမျိုးတကယ်လိုအပ်တာလဲဒီစကားကတော်တော်လေးကို မှတ်သားစရာကောင်းပဲဗန်ဓမာတယောက်ကကိုယ့်ရဲ့ចောင်းတုံးကအမတ်ဆိုင်ရင်ကို လာမတောင်းဘူးဘလို့တောင်းတာက ကိုယ့်ရဲ့ဗန်ဓာရေးရှင်တန်းပဲဆိုလိုတာကဓမ္မယောကြပညာရေးမှာရတဲ့အောင်မြင်မှုထက်တကယ်လက်တွေ့ကဘာမှာပိုရေးကြီးတဲ့တိုင်းတာစရာတစ်ခုရှိတယ်ဆိုတော့ မီမောင်းထိုးပြလိုက်တာပဲအဲ့ဒါကတော့ financial literacy လို့ခေါ်တဲ့ငွေကြေးဆိုင်ရာအသိပညာပဲအဲ့ဒီပန်နာရေးရှင်းတန်းဆိုတာမှဒီရိုးရှင်းတဲ့အခွက်၄ခွက်ပဲပါတယ်ဝင်ငွေအသုံးစရိတ်ပန်ဆိုင်မှုတွေပြီးတော့အကျွင့်မိတယ်ဒါပဲဒါကဘန်လုံငန်းရှင်တွေအရင်ရှင်တွေစုံဦးတီထွင်းသူတွေသူတို့ချင်းချင်းပြောဆိုကြတဲ့ဘာသာစကားပဲ။ ဒီဆိုင်လေးတယောက်ကလူတယောက်ရဲ့ငွေချင်းနဲ့ပတ်သက်တဲ့ညံ့ကြီးဘလို့ရှိလဲဆိုတော့အခွန်ဖော်ပြနေတဲ့မန်တစ်ချက်လိုပဲဆော့တော့ခြုံပြောရရင်ပညာရေးမှာလမ်းကြောင်းတစ်ခုခွဲထွက်သွားတယ်။တမားတို့ကြကျောင်းပညာရေးကလူတွေကိုအလို့တစ်ခုကောင်းကောင်းရဖို့ဝန်ထမ်းကောင်းတယောက်ဖြစ်ဖို့သင်ပေးတယ်။ဒါပေမဲ့ဘာနာရေးပညာရေး rich tag ပြောရတဲ့ပညာရေးကတော့လူတွေကိုပိုင်ဆိုင်မှုတွေဘလို့ဒီဆော့ရမလဲဆိုတော့သင်ပေးတာ။ Okay ဒီနေ့တင်ဆက်မှုကိုတော့စဉ်းစားဆရာမေးခွန်းတစ်ခုနဲ့အဆုံးသတ်လိုက်ရအောင်။ကျောင်းကြီးရဲ့တကယ်အဓိကရည်ရွယ်ချက်ကဘာချစ်တဲ့လဲ။ရှိပြီးသားစနစ်တဲ့အလုံးလုံးပေးမဲ့အောင်မြင်တဲ့ဝန်ထမ်းတွေအများကြီးမွေးထုတ်ပေးဖို့လား။ဒါမှမဟုတ်အဲ့ဒီစနစ်တွေကိုကိုတိုင်းပိုင်းဆိုင်ပြီးဖန်တီးနိုင်မယ့်အောင်မြင်တဲ့အရေးရှင်တွေလုပ်ငန်းရှင်တွေကိုမွေးထုတ်ပေးဖို့လားဒီမေခွန်းလေးကိုတော့ဆက်ပြီးတွေးကြည့်ဖို့ခြံထားခဲ့ခြင်းပါတယ်